ခုကတော့ရေနာသုံးပါးဂျေစုဆိုတဲ့စာအုပ်ထဲကအဖော်များနဲ့တကူတဲ့ဒေါ်ရေးဆိုတဲ့အကြောင်းအရာကိုဆက်လက်ပြီးဖော်ပြပေးမှာဖြစ်ပါတယ်။ပွဲစားခြင်းများကဒေါ်ရေးတို့ရောက်လာတဲ့အခါမှာတောင်းမှန်ရှိခိုးပြီးတော့သူတို့ဘာကြောင့်လာတောင်းမှန်လဲဆိုတာကိုပြောပြလာပါတယ်။ပွဲစားကြီးကရောင်းဝယ်တွေမကောင်းတဲ့အခါမှာချက်မိချက်ရချက်ပြီးတော့ဂျေစုကန်စိတ်တွေဝင်လာတယ်။ဒါကြောင့်မလို့တော်ရေးကိုပတ်စံပေးချေချင်အောင်ဆောင်ပြီးတော့ လူစင်း၃ယောက်ကိုငားပြီးတော့ဒေါ်ကြီးကိုဒေါ်ကြီးစီကနေပြီးတော့ပတ်စံနေလူပေါ်ရအတွက်ကြံရွေးလာပါတယ်ဒီလူ၃ယောက်ကလည်းဒေါ်ကြီးလာတာကိုဖျားဝင်းကြီးတရားနေပါတယောက်ထဲလာတာကိုမြင်တွေ့ရတယ်ဒါပေမဲ့အလာတော့ကတယောက်ထဲပါအခုတော့ရှေ့ရောနောက်ရောခြံရံပြီးတော့ပလိတ်တွေနဲ့လာနေတယ်ဆိုတာကိုသူမြင်တွေ့ရတဲ့အတွက်နောက်ဆုံးနောက်ဆုံးနဲ့ထွက်ပြေးရတဲ့အကြောင်းရင်းကိုသူတို့ပြောပြလာကြပါတယ်အဲ့ဒီခါမှာ တော်ကြီးကလည်းအေးစစ်စဉ်းစားပြီးတော့ဖြစ်ချောင်းကုန်စဉ်းစားလိုက်တဲ့အခါမှာဩဒါငါတယောက်ထဲလာတာပါငါကငါမှချားကူပေါ်လောင်ဘက်ကလည်းမရှိဘူးအားတို့မှညီမညောက်ပဲတူတူကနေထိုင်ကြရတယ်ဒါပေမဲ့ငါမှတခုတော့ရှိတယ်ဖခင်ကုံတော်တရားကုံတော်တန်ခါကုံတော်ကိုငါကဘလို့ခီးပဲတော်တော်ခီးတူပဲတော်တော်ခီးဝေးပဲတော်တော်အမြဲတမ်းရွတ်ဆိုတယ်အဲ့ဒီနေကငါလည်းရိတ်စားမိပါတယ်ဖခင်အကြောင်းဝင်အတွင်းမှာ လူရိတ်လူရောင်တွေ့ရတယ်ဒါကြောင့်မို့လို့ငါကစိတ်ကြီးကြီးတည်ထားပြီးတော့ဖရာကုံတော်တရားကုံတော်တန်ခါကုံတော်ပူပြီးပွားများတယ်ပူပြီးလုပ်တယ်ဒါကြောင့်ငါဒီမျိုးအကုသိုလ်နဲ့မဆိုင်ဘဲနဲ့လွတ်မြောက်လာရတာပေါ့အဲအဲ့လိုပြောပြလိုက်တဲ့အခါမှာပွဲစားကြည့်တော့ကျွန်တော်တို့ကလည်းဒီလိုလာရောက်ကြောရတာကကြောက်အာတော်ကြီးတို့မှဆောင်းကောင်းလက်ဖွဲ့ကောင်းရှိနိုင်တယ်ဆိုပြီးကျွန်တော်လာရောက်တောက်ဆူရခြင်းဖြစ်ပါတယ်အခုလို့ ဖရာတရားတန်ခါရဲ့ခြေစုကိုပြောပြပြီးရတဲ့ခြေစုအများကြီးတင်ပါတယ်ကျွန်တော်လည်းပီတိဖြစ်ရပါတယ်ကျွန်တော်တို့လည်းနောက်နောက်ဒီလိုမကောင်းမှုတွေကိုရှောင်ပြီးတော့ကောင်းမှုဆောင်ပြီးတော့ကျွန်တော်တို့ရူရူသားသားလောက်ကင်စားတော့ပါမယ်လို့ဖရာကုံတော်တွေပွားများပါပွားများပါတော့မယ်လို့ဂရီပြေးပြီးတော့သူတို့ကပြန်တော့ကြပါတယ်ခုเจ้าရတွေကိုပြောပြလာတာကတော့ဘွဲစားကြီးရဲ့သမီးများဖြစ်ပါတယ်အခုချိန်မှာကတော့ဘွဲစားကြီးလည်းမရှိတော့ဘူး တော်ရီတို့ညီမတယောက်လည်းမရှိတော့ပါဘူးအားလုံးပဲခုလိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဘုရားလည်းရမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ